စေချောင်းမှတ်မိခဲ့ပေမယ့်ဆောင်ဝင်မလုပ်ချင်လို့မလုပ်တာဆိုပြီးကြားနေတဲ့နန်းစုရဲ့ဒီဆိုကိုတဲဝုံလိုက်တဲ့သမီးစုမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆောင်ဝင်ဖြစ်ခွင့်ရပြီမယ့်ဆောင်ဝင်မလုပ်ဖြစ်ခဲ့တဲ့အဓိကအကြောင်းရင်းကိုပြောလာသူကတော့တယုံဆောင်ဆိုတော့မင်းသမီးနန်းစုရဲ့ဒီဆိုပါ ။လမ်းဆွေရီဆိုဟောင်းနုပညာလောကမှာအောင်မြင်တဲ့ထိတ်တန့်မင်းသမီးမဟုတ်ပေမဲ့ပြည်သက်များစွာသိတဲ့နုပညာရှင်တူဖြစ်နေတာဖြစ်ပါတယ်။အထူးသဖြင့်နန်းစွေရီဆိုဟာရုပ်ရှင်ဇာတ်ကားများစွာမှပါဝင်တရုပ်ဆောင်ပုဒ်တလူအောင်မြင်တဲ့ဒေသချင်းများစွာလည်းသိဆိုနိုင်သူဖြစ်ပါတယ်။ဒါကြောင့်လည်းနန်းစွေရီဆိုဆိုရင်အောင်မြင်တဲ့ထိတ်တန့်မင်းသမီးမဟုတ်တောင်လူတိုင်းသိတဲ့အမှုပညာရှင်ဖြစ်နေတာပါ။နောက်ထပ်နန်းစွေရီဆိုကိုလူသိများစေတာကတော့သူမရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုတွေကြောင့်ဖြစ်ပါတယ်။ ။လမ်းဆွေရီဆိုဟာငယ်စဉ်ကတည်းကချမ်းသာကြွယ်ဝလွန်တဲ့မိသားစုကမှပြင်သွားရင်တော့မင်းကလေးပေါ်တီကတ်တွေနဲ့သွားတာဖြစ်ကြောင်းလည်းသိရတာပါ။ရန်စွေရီဆိုဟာခုချိန်မှာအောင်မြင်တဲ့အနုပညာရှင်မဟုတ်တောင်ထိတ်တန့်မင်းသမီးတယောက်ရင်အဆောင်ရောင်မျိုးနဲ့နေနိုင်တာကလည်းသူမရဲ့ကျွယ်ဝချမ်းသာမှုကြောင့်ဖြစ်ပါတယ်။ရန်စွေရီဆိုဟာကိုပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်နေတယ်လို့ကိုပိုင်ဖက်ရှင်နဲ့အစင်တန်းမြင့်မြင့်နေနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းမင်းကလေးတော်တော်များများကရန်စွေရီဆိုကိုသဘောကျကြတာပါ။ လန်းစွေငယ်ဒီဆိုဟာပြီးခဲ့တဲ့ညပိုင်းမှာဆိုရင်လေကိုပိုင်လှပရေးရာစေကန်တစ်ခုဖွင့်လှစ်ထားတာဖြစ်ပါတယ်နောက်ထပ်နန်းစွေရီဆိုနာမည်ကြီးရတဲ့အဓိကကြောင်ရင်ကတော့သူမတွဲခဲ့တဲ့ရီးစားတွေအကြောင်းပါ ။နန်းစွေဆိုဟာနမကြီးဆိုရောဂျီဖန်လွှမ်းပိုင်းစားတဲ့ဆိုရော်ရီနဲ့ချက်ချိုက်ကပွဲဖြစ်လို့လဲနမကြီးပါတယ်။မမနန်းစွေရီဆိုဟာဂျီဖက်နဲ့တွဲကတိုင်းတီပီတီတရုတ်ဘုံကျောင်းကငကားလေးဆိုပြီးတွဲခဲ့ပေမယ့်အဆက်ဖြတ်လိုက်တာဖြစ်ပါတယ်။အခုခါမှလည်းနန်းစွေရီဆိုဟာလွှမ်းပိုင်နဲ့ကန်ဆက်လို့နှစ်နှစ်လောက်တွဲပြီးမှဘော်ဘီဆော့ကာနဲ့နော်ဖိုရဲ့ထားဝင်ဝင်လို့ပြဿနာတက်နေတာဖြစ်ပါတယ်။အထူးသဖြင့်နန်းစူရီဆိုဟာလွှမ်းပိုင်ကြောင့်ဂုံတိတ်ခါကြာစင်းခဲ့ရပြီးမှပြတ်သားစွာလမ်းခွဲလိုက်ပြီးဖြစ်ပါတယ် အမှန်တကယ်မှလည်းနန်းစုငယ်ရီဆိုဟာလောပိုင်ချောင်းထိခိုက်နေတာမှုတွေများခဲ့တာပါနန်းစုငယ်ရီဆိုဟာရီစားလေးတယောက်ထားမိပေမယ့်မစီမဆိုင်ပဲလော့ချစားညက်ကဘုမတိဘာမတိအဝုံးခံခဲ့ရတာဖြစ်ပါတယ်တကယ်ဆိုနန်းစုငယ်ရီဆိုဟာဒီလိုမျိုးလူတွေဝေဖန်တာခံနေရတဲ့သူမဟုတ်ပါဘူးနန်းစုငယ်ရီဆိုဟာတော်တော်လေးကိုချမ်းသာကျွမ်းဝတာကြောင့်တပေါ်အလုံးကုန်သိက္ခာအိနေသိက္ခာပြည်နေနေလာသူပါ အခုအခါမှာတော့နတ်စုရင်ဆိုဟာသူမဟာစေးချောင်းမိခဲ့ပြီမင်းဆရာဝန်မလုပ်ခဲ့ဘူးလို့ပြောလာတာပါဒါကလည်းတငယ်ချင်းတယောက်ကိုချစ်လို့စေးဝါးချမ်းချင်မဲ့တက်ခဲ့လို့ဆိုပါတယ်ဒါကလည်းတငယ်ချင်းကိုချစ်လို့လို့ဆရာဝန်ဖြစ်နိုင်ပြီမေတမင်မလုပ်ခဲ့ရလို့နန်းစုရည်စုကကြွာလာတာပါဒါကို Facebook စင်လီတမီစုကလက်မခံပါဘူးစင်လီတွေပေါက်ခဲ့ရပြောရင်တဲပြောင်းဝုန်းတက်တဲ့တမီစုကနန်းစုရည်စုဟာပေါက်ပန်း၄၀ကြွားနေတယ်လို့ပြောလာတာပါ တမီဆိုက relationship ပြောင်းတိုင်းအစိုးရကောင်တွေရဲ့တခြင်းတွေလိုက်ချက်ပြီးစေမေးကနေတခြင်းလိုက်လိုက်ဆိုနေရတဲ့မအိုနိုင်တော့တဲ့အပြုတ်ကြီးကိုပြောပြအောင်စေချောင်းအမှတ်ကမိနေစေဝါကျွမ်းကျင် တက်ကတူကိုတငယ်ချင်းကြောင့်လိုက်တက်ခဲ့တာဆိုပြီးတိုင်းတီပီတီမီဒီယာကနေရုတ်ထီကြီးနဲ့ဖြစ်နေတာတကုံတစ်ကသူနဲ့တူ high school same batch တွေနဲ့စေဝါကျွမ်းကျင်တက်ကတူက senior junior တွေအကုန်လှောင်ရင်နေကြပြီလို့ဆိုပြီးစောင်းပြောလိုက်ပါတယ် ဒါပြင်နန်းစုငယ်ဒီဆိုဟာစာမလိုက်နိုင်လုံးစေဝါကျွမ်းကျင်တာကြောင်းမပြီးခဲ့ဘူးလို့ဆိုပါနေဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောအကျွမ်းတန်လို့နဲ့နန်းစုငယ်ဒီဆိုကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်